ချမီယံဘကိုးသင်းကအမှတ်လူပေးသွားခဲ့လို့ဒံပလာတော့အချိန်နေကောင်းနေတယ်ညီမလေးအလုံးမဲမင်္ဂလာပါဒီတစ်ပတ်စူပါဆန်ဒီမှာဆိုရင်တော့ပွဲကြီးပွဲကောင်းတစ်ပွဲအနေနဲ့ဘကိုးသင်းနဲ့ညီမလေးတို့ထက်တဲ့တွေ့ဆုံနေကြပါတယ်ပွဲကြီးပွဲကောင်းလို့သာပြောရပါမယ်တကယ်တော့ချန်ပီယံဖြစ်တာသိကြသွားတဲ့ဘကိုးသင်းအတွက်ကရမတ်တီဘာမှမလိုတော့ဘဲနဲ့ညီမလေးတို့တပ်ပဲဒံပလာဝင်ဝင်ကဒီပွဲမှာအရေးကြီးနေတာပါအဲကြောင့်ဘကိုးသင်းကလည်းတိတ်အားမထည့်ခဲ့ဘဲနဲ့ညီမလေးတို့ကိုရမတ်ခွဲလူပေးသွားခဲ့ပြီးတော့အိမ်ခွင်မှာ၃ဂိုးနဲ့အနိုင်ရရှိခဲ့ပါတယ် ဒီနေ့ကတော့ဘကိုးသင်းနဲ့ညီမလေးတို့ရှင်ပြိုင်ခဲ့ကြတဲ့ပရီးမီးယားလိပွဲစဉ်လေးကိုတင်ဆက်ပေးကြပါမယ်။ကွန်ဖရင့်လီယာတက်တလောက်ဖြစ်တာသိကြနေပြီမို့လို့ဒီပွဲမှာတော့ညီမလေးတို့လူဆုံးထုတ်လာခဲ့ပါတယ်။ဒဏ်ရာပဒနာသတင်းထွက်တာတဲ့ဂူဒမဆန်ချက်ကတော့ဒီပွဲမှာပြန်ပါလာနိုင်ခဲ့ပါတယ်။ဟိုက်ဆန်မလေးဂျက်ဆန်နဲ့ပါမာတို့ပါဝင်ခဲ့တယ်လို့ဘကိုးသင်းကစိတ်နာရအောင်လို့လာဗီယာနဲ့ကန်စီတိုတို့နှစ်ဦးစလုံးကိုပါပွဲထုတ်ခဲ့ပါတယ်။ချန်ပီယံဖြစ်ဖို့သိကြနေတဲ့ဘကိုးသင်းကတော့ဆလော့ပြောထားခဲ့တယ်လို့ပဲလူစင်းပြောင်းလဲတွေလုပ်ခဲ့ပါတယ်။ တိုက်စစ်ပိုင်းမှာလည်း DS ကိုအနားပေးလာခဲ့ပြီးတော့ဂျိုတာကိုအထောင်နဲ့ပွဲထွက်ခဲ့တယ်လို့ကွင်းလင်ကလည်းအန်တိုနီအဲလီယိုတို့ပါဝင်ခဲ့ပါတယ်။ခန်းစစ်ပိုင်းမှာလည်းစီမီကတ်နဲ့ဝမ်ဆာတို့လူအရန်ကစားသမားတွေကိုနေရာပေးခဲ့ပါတယ်။မာလီတို့ကတော့ပွဲစား၃မိနစ်မှာတင်ဥဆောင်ကိုတွေဆရာသွားခဲ့ပါတယ်။ပါမဖြန့်ပေးလိုက်တဲ့အလုံးကိုနက်တိုဖန်တီးပေးလိုက်ရမှာအန်ဆိုကအဆုံးသတ်သွားခဲ့တာဖြစ်ပါတယ်။ပကိုးတင်ဟာပထမပိုင်းမှာဘောလုံးပိုကင်ထားနိုင်ခဲ့တယ်ဆိုပေမဲ့ကစားပုံကတော့ထင်သလောက်အားရစရာမကောင်းခဲ့ပါဘူး။ ဒါကြောင့်ပထမပိုင်းမှာတော့ဘကိုးသင်းတွေနဲ့အခွင့်အရေးဘာမှကိုမရခဲ့ပါဘူး။ဒီနေ့ဘာမှညီမလေးတို့ဘယ်ချန်ကကူကူတွေလာကတိုက်စစ်လိုက်ပါဘူးဆိုတာထက်ဆက်လာအောင်ထိမ့်ဖို့ပဲအာရုံစိုက်ထားခဲ့ပါတယ်။အဲဒီလိုနဲ့ပထမပိုင်းမှာတော့တင်းကိုးတွေကိုထပ်မမြင်တွေ့ခဲ့ရပဲနဲ့အစပိုင်းမှာရခဲ့တဲ့တင်းကိုးတကူနဲ့ပဲညီမလေးတို့ဥဆောင်နိုင်ခဲ့ပါတယ်။ဒုတိယပိုင်းမှာတော့ညီမလေးတို့ရဲ့ကစားပုံကပထမပိုင်းတော့ထပ်တော့ပိုပြီးကောင်းမွန်လာခဲ့ပါတယ်။ခြေစမ်းမိုင်းကျဆင်းမှုတွေကြောင့်ဝေဖန်ခံနေရတဲ့ကိုပါမကလည်းဒီဘက်မှာခြေစမ်းပြန်ပြနေနိုင်ခဲ့ပြီးတော့ဒုတိယကူကလည်းသူ့ကြောင့်မရရှိလာခဲ့တာဖြစ်ပါတယ်။ နောက်ဆုံးမိနစ်ဒီမှာပွဲရလည်းမမြန်ဆိုင်ဆိုင်ရှိခဲ့ပြီးတော့65မိနစ်မှာလည်းဖန်တိုက်ကပကိုးတင်တဲ့ခြေပါကိုတင်ပေးခဲ့ပါတယ်။တကိုးပဲတာတော့တဲ့အနေထားဖြစ်သွားခဲ့တာကြောင့်လက်ချက်မိနစ်ဒီကညီမလေးတို့တဆွေးရင်စရာဖြစ်လာခဲ့ပါတယ်။ဒါပေမဲ့နောက်ချင်းအချိန်ပိုမိနစ်မှာကိုင်စီတို့ကြောင့်ရလာတဲ့ပနတီကိုပါမကအမှောင်ရမရှိအဆုံးသတ်ရင်းနဲ့အနိုင်သေးချစေတဲ့ဂိုးတကူကိုရရှိသွားခဲ့ပါတယ်။ဒီလိုနဲ့ပဲညီမလေးတို့ဟာပကိုးတင်းကိုအိမ်ဝင်းမှာ၃ဂိုးတကူဆိုတဲ့ရလတ်နဲ့အနိုင်ရရှိသွားခဲ့တာပဲဖြစ်ပါတယ်။ ဒီနိုင်ငံကြောင့်မင်းညီမလေးတို့ဟာ forest တင်ထပ်သုံးမှတ်အတာနဲ့အစင်၅နေရာကိုပြင်ရောက်လာခဲ့ပါတယ်။ forest တင်ထပ်တပွဲပိုကစားထားပေမဲ့ဂိုကာချချက်အတာစီးရယူထားနိုင်ခဲ့လို့သိပြီးတော့ဆိုရင်စရာမရှိသေးပါဘူး။ဒါပေမဲ့လက်ကျန်ပွဲတွေမှာတော့အမှားမခံမင်းနဲ့ရမှတ်ပြယူဖို့လည်းလိုအပ်နေပါတယ်။အဆုံးလေးကြည့်ပြရတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်။